င်္ဂလန်ပရီးမီယာလိဂ်ပွဲစဉ်30တကယ်ကိုကြမ်းတမ်းတဲ့ပွဲစဉ်တွေပဲဖြစ်လာနိုင်တဲ့လီဗာပူးတင်းနဲ့အက်စတန်ဗီလာအားလုံးပဲမေလာပေါ်နဲ့ပြည်တုံကြပါစေ။ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။အဲကျွန်တော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီနေ့ညပေါ့နော်စနေနေ့ညဒါတနင်္ဂနွေနေ့မနက်အစောပိုင်းမှာကန်သွားဖို့ရှိနေတဲ့ဒါနှစ်နာရီခွဲမှာကန်သွားမယ်အင်္ဂလန်ပရီးမီယာလိဂ်ပွဲစဉ်တွေပွဲဖြစ်တဲ့လီဗာပူးတင်းနဲ့တော်တီလီဗာပူးတင်းနဲ့အက်စတန်ဗီလာတို့ရဲ့ကျွန်တော်ပွဲကြိုဆိုတဲ့ချက်လေးကိုအခုပဲလာပြီးတော့တင်ပြသွားရမှာလည်းဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်က တကယ်ကိုလီဗာပူးဘက်ကကြည့်မယ်ဆိုလို့ရှင်တော့ဒူအော်ဒိုင်ကန်ရတော့မယ်ပွဲစဉ်တစ်ပွဲပေါ့နော်ဒီပွဲစဉ်မှာသွားပြီးတော့ဘာညာရွှေချောင်းနေလို့လို့မရတော့ဘူးရွှေချောင်းဖြစ်မယ်ဆိုလို့ရှင်နီးပြရဲ့ယာရူပါရင်းလိုက်ရတဲ့အထိအခြေအနေစိုးသွားနိုင်တဲ့အနေအထားတစ်ခုမှရှိတယ်အဲကြောင့်ဒီနေ့ပွဲစဉ်မှာလီဗာပူးဘယ်လိုပုံစံမျိုးနဲ့ရင်ဆိုင်ရှင်ပြိုင်မလဲဆိုတာတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့တစ်ဖက်က Aston Villa တင်းရလေယာဒီအစမှာတော့ဂိုးမသွင်းတယ်လို့တိုင်ပတ်ခဲ့ရဆိုပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတောက်လျှောက်ပြန်နိုင်လာတာကိုကြည်ချင်းအဖြစ်ဆိုလို့ရှင်တော့ Aston Villa တင်းရဲ့စိတ်ဓာတ်ကတော်လေးကိုအမြင့်ဆုံးအနေအထားမှရောက်နေတယ်လီဗာပူးတင်းကိုတော်လေးကိုကောင်းမွန်တဲ့ရင် င်းဆိုင်နိုင်မယ်ဆိုတော့အနေအထားတစ်ခုမှရှိနေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲကြောင့်မို့ဒီနေ့ပွဲစဉ်ကတကယ်ကိုဒါအရှိပွဲမှာဒါလန်ဒန်ဒါဘီပေါ့နော်အဲပွဲစဉ်ပြီးသွားပြီဆိုလို့ရှိရင်ဒီပွဲစဉ်ကအကောင်းဆုံးပွဲစဉ်တွေကတပွဲဖြစ်လာမယ်ဆိုတော့100%တရားပေါက်ကိုပြောလို့ရတယ်ပွဲစဉ်တွေပွဲပေါ့နော်အဲကျွန်တော်တို့ကဒီညအေးပြတ်ကောင်းပြတ်နိုင်တယ်နှစ်ပွဲစလုံးဆက်ပြီးတော့ကြည့်ရမယ့်အနေအထားတစ်ခုမှရှိရပေါ့နော်ဆိုလီဗာပူးတင်းရဲ့အင်ကွင်အန်ဖီမှာကစားသွားမှလည်းဖြစ်တယ်အဲကြောင့်မို့လို့ဘာပဲပြောလီဗာပူးကတော့ chance ကဗီလာထက်စားလို့ရှင်တော့နည်းနည်းလေးပိုပြီးတော့ရှိနေတယ်ဆိုတော့အနေထားမျိုးလေးမှာတော့ရှိရပါတော့။ So Liverpool တင်းရဲ့အင်ကွဲမှာကစားမှာဖြစ်တဲ့ကြောင့်အတင်းတိုင်းလိုအပ်ခက်ခဲတယ်။ဒါပေမဲ့နောက်ပိုင်းပွဲစဉ်နှစ်ပွဲဆက် Anfield မှာကစားတဲ့နှစ်ပွဲစလုံးကို Liverpool ကရှုံးနေထားတာကိုတွေ့ရတဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်လည်း confidence တွေဒါနားလေမူရတော်လေးရောကြနေတဲ့အနေထားတစ်ခုမှာရှိတယ်။တစ်ဖက်ကဗီလာကကျတော့တောက်လျှောက် ဒီစိတ်တက်ဒီခွန်အားတွေမန်ဒလတီအကုန်လုံးကထောင်တက်နေတဲ့နေသားဖြစ်တဲ့တို့ကြောင့်ဒီနေရာမှာလည်းဒီလိုမျိုးအပန်တောင်းနှစ်တင်သွားပြီးတော့တွေ့နေတဲ့အနေအထားတစ်ခုမှာတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့အသင်းရဲ့ဟတ်တူဟက်ကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်ဟတ်တူဟက်ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့လီဗာပူးသင်းရပဲနည်းနည်းလေးအတားရထားတာကိုတွေ့ရတယ်ဒါပေမဲ့တည်ကြတဲ့အချိန်ရွယ်တော့ကနောက်ဆုံး၃ချိန်မှာဆိုလို့ရှိရင်ပိုများတာပေါ့နော်ဆိုတော့နှစ်ချိန်တည်ကြပြီးတော့တစ်ချိန်နိုင်ထားတယ်နိုင်ထားတဲ့တစ်ချိန်ကလည်းလီဗာပူးသင်းရပဲအနိုင်ရထားတာကိုတွေ့ရတယ်ပေါ့နော် ဆိုတော့ဒီကြတာဘာလဲဆိုလို့ရှိရင်တော့ February လမှာကြံခဲ့တဲ့ပွဲစဉ်မှာဆိုရင်လေဒီ Villa တင်းရဲ့အင်ကွင်းမှာ Liverpool ကတူးတူးတည်ကြတယ်အဲ့မတိုင်ခင်တုန်းကဆိုလို့ရှိရင်2024 November မှာတော့ကံခဲ့တဲ့ပွဲစဉ်မှာဆိုရင် Liverpool ကသူတို့တင်းရဲ့အင်ကွင်းမှာ Villa ကို2-0ဆိုရယ်စနဲ့အနိုင်ရခဲ့အဲ့မတိုင်ခင်တုန်းကဆိုလို့ရှိရင်တော့2024 May မှာတော့ဆိုလို့ရှိရင်လည်းဒါ Aston Villa တင်းရဲ့အင်ကွင်းမှာ Liverpool က3-3ဆိုရယ်စနဲ့တည်ကြခဲ့တာတော့ရှိရပေါ့နော်နောက်ဆုံး၃ချိန်ကိုကြည့်မယ်ဆိုရင်တော့နှစ်ချိန်တည်ကြပြီးတော့တစ်ချိန်ရပဲ Liverpool တင်းအနိုင်ရထားတယ်လို့ပြောလို့ရတယ်အเจ้าမလို့ Liverpool က head to head မှာနောက်ဆုံး၃ချိန်ကို င်မှာအရင်ကြီးအတာရအနေမျိုးတော့မတွေ့ရဘူးနည်းနည်းလေးပဲမဆိုးရော်လေးအတာရနေဆိုရက်အနေထားမျိုးလေးမှာတော့ရှိတယ်ပေါ့နော်ဆိုတော့အင်ရှင်အသင်းဖြစ်တဲ့လီဗာပူးသင်းရဲ့အင်ကွင်းဆွမ်းဆောင်ရေး၃ဘွဲကိုကျွန်တော်တို့ချက်လောက်ကြည့်ကြည့်အောင်အင်ကွင်းဆွမ်းဆောင်ရေး၃ဘွဲကိုကြည့်မယ်ဆိုလို့ကျွန်တော်လီဗာပူးကအစာပိုင်းတော့တော့တော့ရှောက် ဟုတ်နေပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော်လေးခြေချော်လာတာကိုတွေ့ရတယ်။အကုန်ပြောနေကြသလိုပဲနောက်ဆုံး9ပွဲမှာ6ပွဲအထိရှုံးနေထားပြီးတော့နိုင်ထားတဲ့တပွဲကလည်းချန်ပီယံလိမှာကစားထားတာ။ပြီးတော့ချန်ပီယံလိမှာသူတို့တွေ့ခဲ့တဲ့ front back အသင်းကလည်း German Bundesliga မှာကိုယ်တိုင်ကသူတို့ကတိုက်စစ်တဲ့အသင်းပေါ့နော်။ခံစီကြီးကလုံးဝ အပေါက်ကြီးနဲ့ကစားရတဲ့အသင်းဖြစ်တော့ကြောင့်အဲ့လိုသင်းမလို့ဂိုးပြတ်သွင်းပြီးနိုင်သွားတယ်ဆိုပေမဲ့ကြံတဲ့ဒူဒူဒနန်ရင်မောင်တန်းပြီးကစားနိုင်တဲ့အသင်းတွေအကုန်လုံးကိုလီဗာပူးသင်းကတော့ရှောက်ရှုံးထားရဖြစ်တော့ကြောင့်သူတို့ကိုယ်တိုင်လည်း pressure တော်တော်ကြီးများနေတယ်ခေါင်းပေါ်မှာ Eorat တောင်ကြီးကိုတင်ထားလောက်တဲ့အထိကို Arnes Law ရဲ့ ground ကြီးပေါ်မှာလည်းရှိနေတာပေါ့နော်အဲကြောင့်မလို့ဒီပွဲစဉ်ကတကယ်ကိုလီဗာပူးသင်းနေနဲ့ဖိအားတွေအများကြီးနဲ့ကစားရမှာဖြစ်သလိုဒူအော်တန်းကမ်းမဲ့ပွဲစဉ်တွေဖြစ်တယ်ဒီပွဲစဉ်မှာသာတခုချွတ်ချော်သွားမယ်ဆိုလို့ရှိရင်ဒီပြအရာတို့လည်းနည်းနည်းစိုးရင်ရနိုင်တဲ့အနေအထားတခုရှိလာသလိုနောက်ပွဲကမ်းမဲ့နှစ်ပွဲရလည်းတကယ်ကိုအသင်းကြီးတွေဖြစ်တဲ့ Real မတ်တွေတင်တဲ့ချန်ပီယံလိရဲ့ပြီးတော့နောက်ဘက်မှာဆိုလို့ရှိရင်လည်းမန်စီးတီးတင်တဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကံအားမှာဆိုတော့ဒီပွဲစဉ်မှာတေချာပေါက်ကိုစိတ်သက်ခွန်အားတစ်ခုချသွားဖို့အနိုင်ရဖို့လိုတယ်ပေါ့နော်။ဂျားရဲပွဲစဉ်မှာလည်းကျွန်တော်ပြောခဲ့သလိုပဲဗီဒီယိုတောင်တင်ထားသေးတယ်မကြည့်ရသေးဘူးဆိုလည်းကျွန်တော်ရဲ့အရှိတ်ဗီဒီယိုမှာတွေ့ကြည့်လို့ရတာပေါ့နော်။အဲ့ပွဲစဉ် EFL ကမှာ Crystal Palace ကိုတစ်ခုလုံးပြနိုင်ခဲ့မယ်ဆိုရင်အသင်းရဲ့စိတ်သက်ကပြန်ပြီးတက်လာမှာဖြစ်သလိုဒီ winning mentality လို့ခေါ်တဲ့အနိုင်ယူလိုစိတ်ပေါ့ဗျာ။အဲ့ဒီစိတ်ကလည်းပိုပြီးတော့များလာမှာဖြစ်ပေမဲ့အဲ့ဂျားမှာလည်းဖြစ်သလိုတွေကန်သွားတဲ့ပုံစံကတော့ကျွန်တော်တို့ကတိတ်တော်သဘောမကျဘူးပေါ့ ါเนาะအဲကြောင့် Liverpool ဒီနေ့ပွဲစဉ်မှာတော်တော်လေးအအောင်ဆိုင်ပြီးတော့ကမ်းဖို့ရှိရယ် reset တွေကိုပြောရမယ်ဆိုလို့ရှင်တော့အင်ကွင်းဆွမ်းဆောင်ရင်နောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုရင်တပွဲနိုင်ပြီးတော့နှစ်ပွဲရှုံးထားတယ်ပေါ့เนาะနိုင်ထားတဲ့တပွဲကတော့ Southampton တင်းကို2-1နဲ့တို့ EFL ကမှာနိုင်ထားတယ်ပြီးတော့ Premier League မှာဆိုလို့ရှင်တော့ Manchester United တင်းကို2-1နဲ့တို့ပြန်ပြီးတော့ရှုံးတယ်ပေါ့เนาะအဲ့တော့ပြီးသွားတဲ့အချိန်မှာတော့ပြီးခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့ EFL ကမှာဆိုတော့ဆိုလို့ရှင်လည်း Crystal Palace အတင်းကို England မှာ3-0ဆိုတဲ့ reset နဲ့ဂိုးပြတ်ချီပြတ်ကြီးရှုံးသွားတယ်ပေါ့เนาะအဲ့လိုအနေအထားမျိုးဖြစ်နေတဲ့အတွက်ကြောင့်အင်ကွင်းဆွမ်းဆောင်ရရလေ Liverpool ကအရင်ကြီးကောင်းနေနေတာ ခုမှမရှိဘူးသူတို့ရဲ့ကောင်းလာပါတယ်ဆိုတော့အင်ကွင်းတော်မှာဆွမ်းဆောင်ရင်နည်းနည်းလေးကြာနေတယ်လို့ပြောလို့ရတယ်ပေါ့နော်တစ်ဖက်ကကျွန်တော်တို့ Aston Villa အသင်းရဲ့အဝေးကွင်းဆွမ်းဆောင်ရင်၃ပွဲကိုကျွန်တော်ချက်လောက်ကြည့်ကြည့်အောင် ။ SM Villa ကတော့အထူးထူးခြားခြားပဲအဝေးဝင်းစွမ်းဆောင်ရင်တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။နောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲနိုင်ပြီးတော့တစ်ပွဲပဲရှုံးထားတယ်ပေါ့နော်။ရှုံးထားတဲ့တစ်ပွဲကလည်း Europa League မှာရှုံးတာဗျ။မထင်မှန်ပဲနဲ့ဒီ Go Eagle Go Ahead Eagle ဆိုတဲ့အတင်းကိုသူတို့ရှုံးသွားတာပေါ့နော်။အမတိုင်ကတော့နှစ်ပွဲမှာဆိုလို့ရှိရင်လည်းဒါ Europa League မှာပဲ Fiorentina ကိုတူးစီးနေသူတို့နိုင်တယ်။အဲ့ဒါပြီးသွားတဲ့အချိန်မှာ Tottenham Hotspur လိုမျိုး ကစားအခက်ပြီးတော့ကြက်တဲ့ပွဲစဉ်ဝင်တော့မှ2-1နဲ့အနိုင်ယူထားတာဖြစ်တဲ့အတွက်ကြောင့်ဗီလာတင်းရဲ့စွမ်းဆောင်ရည်ကတော်တော်ကြီးကျန်းနေလို့ပြောလို့ရတယ်။အဲကြောင့်မလို့ဒီအဝေးကွင်းစွမ်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှိရင်လည်းဗီလာရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကလည်းတော်တော်လေးကောင်းနေတဲ့နေသားတစ်ခုမှရှိသလိုလက်ရှိလီဗာပူးတင်းရဲ့ဖောင်ကြီးကလည်းတော်တော်ကြီးအောက်ရောက်နေတာဆိုတော့ဒီပွဲစဉ်က ဗီလာဘက်မှာတော်တော်များအတားရရနေလို့ပြောလို့ရဟတ်တူဟက်တားတယ်ဆိုပေမဲ့လည်းဟတ်တူဟက်ကလည်းလီဗာပူးအရန်ကြီးတားနေရမှာပဲနဲ့တပွဲလေးပဲနိုင်ထားပြီတော့ကြောင့်ဟတ်တူဟက်မှာလည်းအရန်ကြီးတော့ဟို effect မရှိနိုင်ဆိုတဲ့သဘောမျိုးမှာတော့ရှိတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီပွဲကိုခြုံငုံပြီးတော့သုံးသပ်ပေးရမယ်ဆိုလို့ရှိရင် percentage ပဲခွဲပြီးတော့ပြောပေးမှာပေါ့နော်ဒီပွဲစဉ်က Aston Villa တင်အနိုင်ရသွားနိုင်ရည်ကိုကျွန်တော်90ရံလောက်ပေးခြင်းနဲ့ကျန်တဲ့30ရံလောက်ကိုတည်ကြသွားနိုင်ရည်ရှိရလို့ထင်ပြီးတော့20ရံလောက်ကိုတော့ Liverpool တင်အနိုင်ရသွားနိုင်လို့ကျွန်တော်ကခံမှန်းမိတာလေတော့ရှိရပါတော့။လူချင်းမင်းတို့ရောဒီပွဲစဉ်မှာဘယ်လိုမျိုး result ထွက်လာမယ်လို့ထင်လဲ။မင်းမြတ်ထင်မျိုးစားချက်တွေဘယ်လိုရှိမလဲ။အောက်က comment မှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်။ကျွန်တော်ရဲ့ channel လေး video လို့တိုက်နေတဲ့ဆိုလို့ရှိရင် like and subscribe like and follow နဲ့ပဲကူညီကြလို့ရပါတယ်။ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်နေဆုံးလို့ရတာပေါ့။